ပရိသတ်ကြီးအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ My Audio Channel ကနေပရိသတ်များအားလုံးကိုကြည်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ရှင်။ဒီနေ့မှာတော့စာရေးဆရာမတင်မိမိအောင်ရေးသားထားတဲ့မပန်းရင်မငုံနဲ့ဆိုတဲ့ဇလန်းလေးရဲ့အစားဆုံးကိုတင်ဆက်လို့ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။ဇလန်းလေးကိုမစတင်ခင်မှာကျမတို့ရဲ့ Channel ကနေဖျက်မှဇလန်းပေါင်းများသားနဲ့စိတ်ဝင်စားဖွယ်ရာဇလန်းပေါင်းများသားကိုနေ့စဉ်တင်ဆက်ပေးနေမှာမို့ channel လေးကို like နဲ့ subscribe လုပ်ပေးဖို့တောင်းဆိုပါရစေရှင်။ဟုတ်ကဲ့ပါရှင်။ဒီလိုဆိုရင်တော့ဇလန်းလေးကိုစားလိုက်ရအောင်နော်။ဖေဖေတားတို့နှစ်ယောက်တည်းဒီအိမ်ထဲမှာနေလို့မရဘူးလားယင်။အော်တားရဲ့ရတော့ရတာပေါ့။ဒါပေမဲ့ဖေဖေမှာအလုပ်ကိစ္စနဲ့နေထွက်ရရင်တားကိုနောက်ဆက်တင်းနေရတာနဲ့စိတ်မပြောက်ဘူးတားရဲ့။တော်ရုပ်ရှိနေတာပဲ။တားနေတတ်ပါတယ်ဖေဖေရဲ့။ တော်ရောက်ကကျမ်းမာရေးမကောင်းလို့သူ့သမီးတွေရှိတဲ့တောကိုပြန်ကျင်နေတဲ့ပြောထားတာကြပြီတာရဲ့ဟင်တော်ရုံကလည်းစိတ်ပြတ်တမ်းနဲ့ပြောလိုက်တဲ့တာကိုသူကပြုတ်ကြည့်ရင်ပကုံးကိုဖတ်ထားကမေးလိုက်တယ်။တားလေးကဖေဖေနောက်ရင်တော့ပြမမကြိုက်ဘူးလား။တားကစဉ်းစားနေသေးတယ်။အတန်ကြာမှမကြိုက်ဘူးရဲ့တော့မဟုတ်ပါဘူး။မိတွေးဆိုတာအရမ်းဆိုးတယ်ပြောလို့ကြောက်တာပါဖေဖေ။ဖေဖေယူမဲ့မိန်းမက တားပါမဆိုးနိုင်ပါဘူးတားလေးရဲ့သူကအပြိုလေးပြီးတော့သူ့မိကလည်းခလေးချစ်တယ်လို့အိမ်ကြီးပါကြီးခလေးတွေကိုတော့အမြဲကျေးမွေးနေတဲ့သူတားရဲ့ဟင်အဲ့ဒီအန်ဒီရဲ့အမေပါသားတို့နဲ့လာနေမှလားဖေဖေအင်းပေါ့သူတို့ကအမေတခုသမီးတခုဆိုတော့ဖေဖေတို့အိမ်မှာအတူလာနေကြမှာလေသားအတွက်အမေရောအဖွာရောရမယ်ဖေဖေလည်းသားကိုနောက်ဆက်တင်ကြမလို့ပဲအလုပ်ဖြောက်ဖြောက်လုပ်နိုင်မယ်သားကသူ့ကိုဝယ်ပေးထားတဲ့ Samsung Tablet ကိုစူးစိုက်ကြည့်နေရကလာပြတယ်။ဒီမင်းသမီးကအပြိုလေးတဲ့ဖေဖေသူယူထားတာကကလေး၃ယောက်အဖေခုသူလည်းတယောက်မွေးထားတယ်။ယူကြည့်လိုက်ပြီးပြုတ်လိုက်မိတယ်။ဒါဘာပြောချင်လို့လဲရင်။ဩအပြိုလေးကကလေး၃ယောက်အဖေကိုယူတယ်ဆိုတာရတနာတထင်းမို့ယူတာလို့ဒေါ်ယုံကပြောလိုပါဖေဖေ။ပတ်စံမရှိတဲ့ယောက်ျားဆိုရင်အဲ့ဒီမင်းသမီးကလူပြိုကိုတော့ယူမှာမဟုတ်ဘူးတဲ့ဖေဖေ။ဒေါ်ယုံကတော့ခက်ပြီး ကလေးကိုသူထင်ရအကုန်ပြောနေတော့တာပဲပြီးတော့ဒေါ်ယုံကပြောသေးတယ်ဖေဖေထပ်ပြောသေးတာလားပြောပါအောင်ဘာတဲ့လဲဟိုလူမပါလာတဲ့ကလေးတွေကိုအဲ့ဒီမင်းသမီးကပြုစုပေးဖို့မှမလိုတာတဲ့ကလေးဆယ်ယောက်ပါလေအဲ့ဒီမင်းသမီးပြန်မှန်းဖို့မလိုဘူးတဲ့အိမ်မော်တွေအများကြီးရှိသေးတယ်တားဖေဖေကရဲတမာတသိလို့ချမ်းသာတာမလို့ဘူးတာမန်မရှိမရှားကုန်တဲ့လေးပဲဖြစ်တာတဲ့တားဝေရဝိဆာတွေကိုလောက်ကြိုက်ပေးတဲ့ဒေါ်ယုံလိုမျိုး တားမီတွေကစိတ်ရင်မဲ့မထင်မှုတဲ့ဖြစ်ဖြစ်ခက်ပြီဒေါ်ယုံနဲ့တော့တာဒေါ်ယုံပြောတာနဲ့ကြောက်နေတာလားကြောက်တော့မကြောက်ပါဘူးဖြစ်ဖြစ်ဒါပေမဲ့ပုံမင်းသမီးလိုပဲတားရဲ့စတက်မန်ကကလေးတယောက်အဖေကိုယူတာသူတို့တဲ့ဖြစ်ဖြစ်ကပတ်ဆက်ရှိတယ်အိမ်နဲ့ကားရှိတယ်ဒါကြောင့်များလားလို့တားစဉ်းစားနေတာပါဟိုအဖွားတော်အမေမိမကြီးကလည်းသူသမီးအပြိုလေးကိုဖေဖေလိုမဟုတ်သောပုံနဲ့သဘောတူတာ သူတို့ဆင်းရဲလို့ပဲတားထင်နေတာ ဆန်နဲ့အရွယ်သားဟာအရာရာကိုစဉ်းစားတွေးတောတက်နေပြီပဲသူ့အမေကသူ့ကိုမွေးဆုံးပသွားခဲ့တယ်မိတဆိုးလေးကိုမိခင်မေတ္တာပါပေးပြီးဂယုဆိုင်ကျွေးမွေးနေခဲ့ရခြင်းက နောက်တစ်ယောက်ယူကိုစိတ်ပင်မကူခဲ့မိအခုအချိန်မှာတော့မျိုးပြကရောက်ွက်တခုမှတိုက်ပိုက်ကားပိုက်လေးနဲ့အသေးအသေးကျဲဝါလာခဲ့ပြီလေသူ့အသက်လည်း40ကျော်အရွယ်ကောင်တတကလည်းကောင်းဆိုးဝေဖန်တတ်တဲ့အရွယ်မဟုတ်သေးသည့်တိုင်ဆယ်နှစ်ဆိုတဲ့အတန်းနဲ့မလိုက်အောင် ရေကျက်ညံရှိသူဒီတော့သူနဲ့လက်ထက်မဲ့မပန်းတို့သားအမိနဲ့တင်းမြတ်မယ်လို့ယုံကြည်ထားတယ်။မဟုတ်ပါဘူးသားရဲ့သူတို့ကဆင်းရဲပေမဲ့ရိုးသားလို့ဖေဖေကသားအတွက်လည်းအဖော်ရအောင်ရွေးချယ်လိုက်တာပါသား။သားကိုအမေလို့အမလို့သူစောက်ရှောက်နိုင်ပါလို့ဖေဖေကိုပြောပါတယ်သားရဲ့။ဖေဖေစိတ်ကျမ်းသာရင်ပြီးပါတယ်ဖေဖေ။နေမာလိုက်တဲ့ဖေဖေသားလေး။မပန်းရဲ့နားပါအောင်။တော်တော်လေးနားပါအောင်ခင်ဗျာ။ နာနာနေနေလောက်ကြပါကျွန်တော်နောက်တစ်ခေါက်ပြန်လာရင်ကိုဘော်လာဝဲရအောင်တရားခေါ်လာပေးပါမယ်ရှန်ချင်းအလာပန်းတွေကိုနေရာချနေရာကလှဲ့လာတယ်။အိုးမောက်တဲစင့်နဲ့ဒါကိုအိမ်လေကိုအိမ်ကိုတက်ရှိလာပါအောင် ကိုတိုင်းပဲလောရမှာပေါ့သူများခေါ်မလာနဲ့အပူကုံပါတယ်ကွယ်ဟုတ်တယ်ကိုကိုပန်းတို့ကရွာမှာတော့ကစပားတောင်ထန်းစားခဲ့ရတာပါဒါကြောင့်သာစပားကုတ်တဲ့ကိုကိုနဲ့ဖူးစာဆောင်ခဲ့တာပေါ့ချစ်စပွဲရင်းနေတဲ့ မပန်းရဲ့ဘက်ကွက်လေးကိုအဖွားကြီးအလေးရှုပ်ခနဲ့လှုပ်လိုက်တဲ့ဆိုရင်ဟွန်းကိုကိုနော်ဆိုတဲ့မပန်းရဲ့မူနွဲ့နဲ့အတန်လေးကိုနားဝင်ပီတီကူးစီထီတို့ကြားလိုက်ရတယ်။ကိုတစ်စစ်ပြုံးကမျက်စိတဖက်မိတ်ပြပြီးနှုတ်ဆက်လိုက်တယ်။သွားမယ်ပန်းလေးတော့ကျွန်တော်သွားမယ်နော်။အေးအေးကိုကိုကြီးအမေပြန်လာခဲ့နော်။ပန်းလေးမျောနေမှာကိုတစ်စင်းကခေါင်းညိတ်ပြပြီးအားမောက်ထွက်လာခဲ့တယ်။လမ်းတစ်ဝက်ရောက်မှတရိယာတာက သားကိုနှုံးမဆက်ခဲ့ရဘူးဆိုတာပဲတနာပါတယ်ငါသားလေးခါတိုင်းဆိုသားလေးကိုမှုေ့ပြီးမှ အပြင်သွားနေကြသူတို့ကြောက်ပိတ်ထားခြင်းတွေရသည်မှာမပန်းနဲ့လက်ထက်လိုက်ပြီးနောက်မပန်းအမေကြီးပါ သူတို့အေကိုရောက်လာခဲ့တယ်မပန်းတို့လည်းရောက်ရောဒေါ်ယုံလည်းသူ့သမီးရွာကိုပြန်သွားတာပါပဲမပန်းတို့သားမီးကိုသားလေးကခက်ဆိတ်ဆိတ်ရှိနေသေးလို့သူကပဲအတူစုံစေကရင်းနှီးအောင်လုပ်ပေးရတယ်လေတခုတော့ရှိတယ် မင်္ဂလာဆောင်ထားတဲ့တရိုးသမီးငယ်ငယ်လေးအလိုကြဟိုပို့ဒီပို့နဲ့အပြင်မှာပဲအချိန်ကုန်ကတားကိုမပန်းအမင်းနဲ့အပ်ထားရတာကြာပြီပဲဒီနေ့ကမင်္ဂလာဆောင်မိတလားအကြမ်းမှဖြစ်ပါတယ်တားလေးနဲ့မပန်းတို့တားမိလေအနှဲငယ်ရင်းနှီးကျွမ်းဝင်နေကြပြီဆိုတော့သူလည်းခရီးထွက်ရမယ့်အချိန်မို့အလစ်စလိုထွက်လာခဲ့ရကတားကိုနှုတ်ဆက်ဖို့မိခဲ့ခြင်းမှာကားကိုပြက်လှဲကအိတ်ရှိရပြီးဝင်လာခဲ့တယ်ဟင်ကိုကိုခရီးမသွားတော့ဘူးလားဟင်သွားမယ်ပန်းလေး သားလေးကိုနှုံးမဆက်ခဲ့ရလို့ပြန်ဝင်လာခဲ့တာ။ဩကိုကိုကလည်းဒါများဖုန်းနဲ့ဆက်လိုက်ပြီးရောစီကုတ်ခံပြီးပြန်လာရတယ်လို့။သားပါကြကအစင်လာကိုငွေကြေးကုန်ကြမှာတွက်ပြီးဖြတ်ပြလို့မရဘူးလေပန်။ကိုကိုသားအခန်းကိုသွားလိုက်မယ်နော်။ဟုတ်။မပန်းတဲ့သူ့အမေတယောက်ကိုတယောက်ကြည့်လိုက်ကြတဲ့အကြည့်ကိုကိုတစ်စစ်မမြင်ခဲ့ပါ။တကားကစေချတာမို့ဝင်လိုက်တယ်ဆိုရင်သားလေးဟာသူ့အခန်းထဲမှာခွင်းနေတာကိုတွေ့ရတယ်။အခုတလော့ မင်္ဂလာကိစ္စအလုတ်ကိစ္စနဲ့တားကိုသူတိတ်မတွေးဖြစ်ခဲ့တာအမှန်တားလေတားညံတားလေးနှစ်ဖို့ကိုစံကြည့်တော့ပုံနှင်းနေပါလားမပန်းရေမပန်းရှင်းကိုကိုအနားရောက်လာတဲ့မပန်းကိုစေးနဲ့နှုတ်တစ်ခွက်ယူလာခိုင်းလိုက်တယ်။ရော့ပါရာလေးတောက်လိုက်ပါဦးတားလေးတားကဖယ်အေစကားမပယ်ရှားလို့သူပါစေးကိုနှုတ်နဲ့တကြိုက်တည်းမျောရှားလိုက်ပြီးမျက်လုံးကိုပြန်မှိတ်ထားလိုက်တယ်ဖေဖေနေရှင်းလို့မှဖြစ်ပါမလားတားရဲ့ ။ဒါကဘာမှပြန်မပြော။မပန်းတဲ့သူ့အမေက ကိုလေးနှွေးရုံပဲကိုကိုရဲ့မပန်းတို့ရွာကကလေးတွေဆိုဒီလောက်လေးကိုငပိရေဆက်ဆက်နဲ့ထမင်းစားလိုက်တာနဲ့ဒီပျောက်တယ်။ဟုတ်ပါမောက်တေးစီရဲ့။တားယောက်ျားလေးကိုတမိမိတ်ကလေးလိုနှုတ်မထားရဘူး။ပြောညံ့သွားတတ်တယ်ကွ။တို့တွေရှိတာပဲ။သွားမှသာသွားစမ်းမ။တားညံ့ဖေဖေတညပဲအိတ်ခဲ့မှာပါ။ဖြစ်လာရင်သာတားညံကလှဲ့မလားပဲဖြစ်ပါလေဖေဖေဟူပြောကစာကိုကောင်းမိချုပ်လိုက်တော့လို့ အသားလေးပြတ်ထွက်လာခဲ့တယ်။မျက်ရည်များနဲ့တားညက်ကြခဲ့တာကို သူမသိခဲ့ရဘူး။တညသာအိမ်မှာပြောခဲ့ပြီးမယ်။အလုပ်ကိစ္စကမပြတ်လို့နှစ်ပတ်ခန့်ကြာမယ်အဖြစ်မပန်းနဲ့ဖုံးပြောပြီးတားဖို့ကိုခေါ်တိုင်းတားတန်ကိုမကြရဆက်ပိတ်ထားတတ်တယ်။တားလေးဖေးဖေးကိုစိတ်ဆိုးနေပြီလားမသိ။ဒီနေ့လဲတားဖို့ကိုခေါ်လိုက်တယ်။တားကသူ့ဖို့ကိုမကိုင်းမပန်းဖို့ကိုခေါ်လိုက်တယ်။တားနေမကောင်းလို့လားမပန်းကောင်းပါလေကိုကို တက်တာနေပါပြီ။အောက်ထပ်မှာစော်နေတယ်။အော်သားကိုဖုံးပေးလိုက်ပါအောင်။ဟုတ်ကိုကိုအတက်ကြမှာဟယ်လိုအတန်ကိုကြားရတယ်။မပန်းအမေကြီးအတန်။အော်တတော်အေးဟုတ်တယ်ကွ။မပန်းဖုံးသွားပြီးတော့မင်းသားကတိုးထည့်လိုက်လို့လဲသွားပါရောလား။အခုခါးနာသွားပြီလေ။ဟင်သားကအဲ့လိုမရိုက်တတ်ပါဘူးတတော်။အော်သူကဒိုသားမီကိုအိမ်မှာမနေစေချင်လို့လားမသိပါဘူးကွယ်။ထမင်းကျွေးတော့လေအော်လို့ ဘကန်နေပြစ်ခွဲနဲ့မပန်းခိုင်များတူသားကြမျက်ရင်မျက်ခွက်ပါပဲမင်းစိတ်ဆဲရမှာဆိုလို့မပြောတာပါတားကိုဖုံးသွားပေးလိုက်ပါတော်တော်အမလီငါကြောက်တယ်မောင်တိစေအတက်ကကြီးနေပြီတွုံးခံလိုက်ရရင်အယိုးကျိုးမှာကွဖုံးကကျသွားခဲ့ပြီအလုတ်ကိစ္စအမြန်လက်ဆတ်တက်ရတယ်မပန်းကငိုတိုင်တာကိုလည်းစိတ်မချမ်းသာကြနေရတယ်စိတ်ညစ်ညူလိုက်တဲ့အဖြစ်ပါပဲတားကတော့ကွာဘလို့ဖြစ်နေတာပါလိမ့်ဖုံးကိုလည်းဆက်ပိတ်ထားတာလွန်ရော စဘာကိစ္စမပြတ်သေးလေသူပြန်မှဖြစ်တော့မှမပန်းကဘယ်တော့လာမလဲမေးတာကိုမဖြစ်ပဲသူ့ဟာသူရောက်ချလာခဲ့တယ်။တကားဝါးကနေမြင်နေရတဲ့အမြင်ဝင်ကြောင့်သူအံ့ဩမေ့တတ်မိကငုတ်တုံမေ့သွားမလို့မနဲ့တတိထားလိုက်ရတဲ့အဖြစ်ဟဲသားလေးကကြက်တိုက်နေပါလားမပန်းအမေကဇဝဲပေါ်ကဆူတရိတ်တွေကိုဖုတ်သုံးနေတယ်။မပန်းကစက်တီပေါ်အခန်းသားထိုင်ကနေကြစီစားရင်ကျမ်းပေါ်ပြစ်ချလိုက်သားလေးကကောက်ခါအမိုက်ကြောက်ခေါ်ပြတဲ့ထဲလိုက်နေတယ်။ တကားအခွဲမှာရက်ပြီးသူကြည့်နေတာကိုတရားမှမတွေ့သေး။တားညံရင်တက်ရှိရေးလုပ်ပြီးရင်ဘေးစီဘော်ကအိုးတွေပကံတွေပုံးနေတာဆေးလိုက်ပါဦးသားရေ။တားညံဟာမပန်းမေကြီးကိုမရေနဲ့တလို့ကြည့်လိုက်တယ်။မပန်းကထလာပြီ။ဘာလဲနေမလို့ရှိဘူးလား။ငါကကိုဝင်နဲ့အလုပ်ကျန်းလုပ်လို့မရဘူးလို့နေဖေကိုယ်တိုင်မှားထားတာ။ငါအမေကတအိမ်လုံးအလုပ်လုပ်ရရင်တေရောဘောဟဲ့။နေဖေစီဝါမပြည့်စီမလင်းလွင့်အောင်ငါအမေက ထိတ်ထိတ်ပေးနေတာ။ သူ့ကမြနေအဖေကအိမ်ပေါ်ငှားပေးပါမယ်ဆိုတာတော့ငွေကုန်မှဆိုးလို့မငှားပဲလုံနေချတာလေ။အော်တမီးရဲ့ကိုယ့်အိမ်ကိုရာကိုကိုထိသေးရမှာမဟုတ်လား။ကုတလော့မောက်တေစင်းကစပားသေးတွေကြလို့ညင်းညူနေတာအမေမကြည့်ရဘူးလေ။အိမ်မော်အတွက်ပါစရိတ်ထောက်အောင်ဘာလို့လုံရပါမလဲ။လာသားညာအဖွားတို့ပကတ်ဆေးရအောင်နော်။မဆေးဘူး။ဘာဟုတ်တယ်မဆေးဘူး။အတော်တို့စားသမျှပုံထားတာကိုတားခဆေးစီရလား။ အရင်တခါလဲသားကိုဖေဖေမရှိတော့ဆေးခိုင်းလို့အေးပက်ပြီးဖျားတာအရန်ခံရတာပဲသားလေးရဲ့ဒေါသနဲ့တုံ့ရင်နေတဲ့ကိုတစ်စက်တကုတ်ကိုမလုံးမိအောင်ထိတ်ချုပ်ပြီးပုံကြည့်နေမိပြန်ရဲ့ဟဲမရိုင်းလိုက်တာကြီးစမ်းနေကြသေးအိတ်ခုံနဲ့လှမ်းပေါက်တော့ကျမ်းပြေပေါ်ပြက်ကျဲသွားရောကောက်အဲ့ဒါတွေကိုကိုဟောက်ကိုကောက်လေသားလောက်တာမဟုတ်ဘူးအတော်လောက်တာငါကကိုဝင်တဲ့ဟဲ့နေဖေကဘာမှမလုံးနဲ့လို့ပြောထားတာမတီးဘူးဗျာသားပိုက်စားပြီး တားမကြိုက်တဲ့ငခုမမဲကြီးတွေမစားကြဘူးကျေးဥဝယ်ပေးတာပဲအမဲပက်ဆက်အပူကောင်အောင်မဝယ်ပေးဘူးချက်တာနဲ့စားအတော်ကြတော့မနက်ကလည်း grad နဲ့ white key ကိုကျေးဥမှာစားသေးတယ်လေတားဖုံးကိုလည်းမတော်တဆဆိုပြီးရေထဲပစ်ချလိုက်တာအခုထိပြင်မပေးသေးဘူးနေကငါ့ကိုတွန်းလိုက်လို့ခါနာသွားတာပဲလေကျေရောပေါ့မပန်းကိုကြည့်ရင်ဘီလူးမရုပ်ကိုသာမြင်လာခဲ့တယ်သူ့ရှိတဲ့မျိုး၊ကွဲရတဲ့မျိုးဘီလူးမလေး အဆွဲတငုံငုံနေပါလားကြည့်ပါအောင်ယူရာမတလားမပြေသေးသူကကိုဝင်တယ်တဲ့ကိုတစ်စစ်ဟာသူများသားပြသမီးပြကိုတရွံဝင်မယူသေးပဲကျူးလွန်တတ်သူမဟုတ်ခဲ့ဒီကိုဝင်ကဘသူကိုဝင်လဲကိုဝင်ကိုအကြောင်းပြပြီးငါသားလူမမယ်လေးကိုအိမ်မှုကိစ္စခိုက်ထားရတာကြည်စမ်းပါအောင်မြေးရဲ့ကို့အိမ်လောက်ကိုကူကောင်းပါလေကွာဒါအဖွားတို့မြေးဖွားတွေအတူလောက်ရအောင်မလုပ်ဘူးဗျာအဖွားကြီးက တမိကြမြောက်ပေးပြီးသားလေးကိုအပြောဆဲခိုင်းနေတာယုံစရာသားပကံမဆေးခြင်းရင်တက်ရှိရဆက်လုံးလိုက်နော်အဖွားတို့အိမ်ကမြေသူလိုက်သဘောကျအောင်တက်ရှိနေရမယ်လေဘာအဖွားတို့အိမ်လဲဒါသားဖေဖေအိမ်အဖွားကြီးကအတင်းလာတယ်လို့ကြိုက်ထားတဲ့ကြမ်းလိုက်တန်ကိုပြစ်ချပြီးသားကအော်တယ်မပန်းကပြေးလာပြီးရိုက်မလို့လဲပြင်ရောမပန်းစိတ်မထိန်နိုင်တော့ပါအကျယ်ကြီးအော်လိုက်ရင်ပြေးသွားကလွှဲရိုက်ပြစ်လိုက်တော့တယ် ခွေကနေလဲကြသွားတဲ့သူသမီးကိုပြေးပွေပြီးအဖွားကြီးကအော်နေတယ်။မင်းဘာလုပ်လိုက်တာလဲမောက်တေစင်။ငါသမီးလေးကိုယူထားတာတလားတော့မပြေးသေးဘူး။ကိုတိလက်ရောက်မအေးရှင်းနှိမ့်ဆက်တာကောင်းလား။မပန်းကစက်တီကိုမိထိုင်းပြီးအကယ်ဒမီချုပ်လောက်အောင်ငိုးနေလေ။တလားတော့မပြေးသေးပဲမစားဘူးတာစားရ။မမြင်ဘူးတာမြင်ရမနေဘူးတာနေရလို့ခင်များတို့သားမိဘဝင်ကြပြီးကျောက်သားကိုနှိမ့်ဆက်နေကြတာမတီးဘူးထင်လား။သားလေးကကြောက်ကြီးနေရက ဖအေးစီပေးလာတာကိုစီးပတ်ထားရင်ဖေဖေตาနေတိုင်းပကံဆေးရတယ်ကိုအိမ်အလုပ်ကိုပဲလုပ်ရမယ်ဆိုပြီးသူတို့စားတာတဲ့ပကံတွေပါဆေးခိုင်းနေဖေဖေပြီးတော့ရောตาตาကိုตาမကြိုက်တဲ့ဟင်းတွေပဲချက်ကျွေးတယ်ဖေဖေငါကူတို့ငရန်တို့ตาယွန်มาတယ်ဆိုတဲ့ဟာကိုဖေဖေဝယ်ပေးထားတဲ့ကိုရီးယားခေါက်ဆဲကြောက်တွေဖားလိုက်ရှိတယ်လေตาဘီလုံးမှာตาမိကညနေငယ်လေးနဲ့ကြည်နေကြတယ်သူတို့ရွာကဖုန်ကြီးကြောက်အတွက်ဆိုပြီး ဲ့တယ်နဲ့အကုန်ထည့်ပေးလိုက်တယ်ဖေဖေတာတာကဝယ်ပေးပါဆိုတော့ငွေချာရခတ်တယ်အပိုတွေမဝယ်ပေးဘူးတဲ့ဟာကွာတားလေးကဝမ်းနဲ့နေချာကငိုရောရင်နဲ့မကောက်လိုက်တာလေဘလောက်များဆာလောင်ဝမ်းနဲ့နေလိုက်မလဲတားလေးကသူ့ကိုလှမ်းတိုင်းမှာဆိုလို့ခလေးဖုံးကိုရေထဲပစ်ချလိုက်တယ်မိမယောအခုတော့သူ့အပြစ်သူမဖုံးနိုင်ပဲညနေငယ်လေးနဲ့မျက်ရည်တွေစီးကြနေလေရဲ့တားကပကံတွေကိုပြစ်ပေါက်တယ်ဆိုမဟုတ်ပါဘူးဖေဖေ ဖေဖေသွားမယ်နေကသားစီပြက်လှဲလာပြီးဆေးတိုက်တာကိုမကျေနပ်လို့ဆိုပြီးအတော်မပန်းကပကံတွေကိုခွဲပစ်လိုက်တာသားကဗီဒီယိုရိုက်တာလို့ဆိုပြီးဖုန်းကိုရေကန်နဲ့ပစ်ချလိုက်တယ်သားအယမ်းကြောက်တာပဲဟာခမ ्या တို့ဗျာခမ ्या တို့ကိုတင်စင်ဟာဒေါသများနဲ့တုံကြီးကသားကိုသားတင်းတင်းဖက်ထားခဲ့တယ်ဟိုသားမိကဘလို့ပင်တောင်းမှန်စေအောင်တော့သူလက်မခံတော့ပါသူတို့လောက်ရဲ့အားလုံးကို CCTV ကဖမ်းထားတာကိုလည်း ဘဟုသုတမရှိသူများတို့တတိမထာအင်ကြီးကြီးကုံဖန်းကထင်ရဆိုင်နေကြသည်ဖြစ်ပါတယ်။ကဲခလေးကိုအကျန်းဖတ်ထားတာကိုရဲတိုင်ရမလားကိုဟါကိုပြန်ညမလားအမေလက်ပစ္စည်းမရတဝက်ပိုင်းနဲ့ငါတို့ကိုနှင်နေတိုင်းနှင်လို့ရမလားဟုတ်ပြီလေ CCTV မှာဖျားနေတဲ့ခလေးရှိပကံခွဲတာတွေထမင်းမကြွေးပဲထားတာတွေကြမ်းတိုက်ပကံအိုးခွက်ဆေးခိုင်းတာတွေအကုန်ရှိတယ်မင်းတို့ကိုတိုက်လို့ရမယ့်တက်တွေတွေပဲပြီးတော့ ိုဝင်ကဘသူနဲ့ရတဲ့ကိုဝင်လဲပြောငါနဲ့ယူထားတာတလားမပြေသေးဘူးကိုဝင်အเจ้าပြငါသားခိုင်းရအောင်ဘဲကကိုဝင်လဲပြောတယ်အခုပြောမပန်းအောင်ငိုပြီးတောင်းမှလဲပန်းလေးလိမ်မိတာပါကိုကိုရဲ့ပန်းလေးကိုခွင့်လို့ပါတိတ်ဆန်သူစိတ်ခံခြင်းလို့ငါသားကိုအလုံခိုင်းထမင်းမကျင်းနဲ့ငါကွာလှုပ်လိုက်ရထမင်းတွေးတာပဲသူသားကခြင်းမြနေပြီးတော့တော်မပန်းငါသားမစားတာကိုဝဲချက်စားရင်ငါသားကြိုက်တာလေးပါမေးပြီး ချက်တွေတင်တာပေါ့ကွာအခုတော့ငါပေးတဲ့ပတ်စံကိုမင်းတို့ပဲစားတော့လို့တယ်ငါသားကိုအငတ်ထားတဲ့အပြင်အိမ်လောက်ကိုအရွယ်နဲ့မလိုက်ခိုင်းတာတာတရားဆွဲလို့ရတယ်ကြားလားဘဟုသူရမရှိသူများမို့ကြောက်တော့ကြောက်တတ်ကြတာကိုတစ်စစ်ပေးတဲ့ငွေကိုယူက ရှေ့နေရှေ့မှာကွာရှေးစာချုပ်ကိုလက်မှတ်ထိုးပေးသွားကြတယ်လေအတိတက်စီခေါ်ပေးပြီးရွာရောက်ပို့ခိုင်းလိုက်တယ်မပန်းကတရှုပ်ရုပ်ငိုလို့ပေါ့မတနာပါဘူးအခုမှစိတ်ပေါ်သွားရတော့တယ်ဖေဖေ ဟင်သားကိုစိတ်ဆိုးလာရင်ဘာလို့သားကိုစိတ်ဆိုးရမှာလဲတာရဲ့သားကြောင့်ဖေဖေမိန်းမနဲ့ क्वे သွားလို့ပေါ့ဖေဖေမိန်းမယူတာသားအတွက်အဆင်ပြေဖို့ပါကွယ်နောက်ဘယ်တော့မှဖေဖေအိမ်တော့ထပ်မပြေတော့ဘူးသားလေးနဲ့ပဲအတူနေတော့မယ်နော်ဒေါ်ရောပြန်လာရင်အရေးကောင်းမှာပဲနော်ဖေဖေလာမှာပါခင်ဗျာသားညာကိုအောင်မေလို့ပြန်လာတော့မယ်တဲ့ဟေးပျော်သွားတဲ့သားလေးရဲ့မျက်နှာကိုကြည့်ပြီးကြေကွဲမိတယ်ငါမကောင်းလို့ ငါသားလေးစိတ်တန်အရသွားရှာသေးရဲ့လို့ယူကျုံးမရဖြစ်နေသေးပါမိတဆိုးလေးမို့အမေအစားဘယ်တော့မှရှာမပြေတော့ဘူးဖေဖေဆုံးဖြတ်လိုက်ပါပြီတားရဲ့ယိုဟန်ဆောက်ပြီးစိတ်ရုပ်တဲ့မပန်းလိုမိတွေမျိုးနဲ့တားကိုပေးတွေ့မိတာကိုဖေဖေတက်တက်လုံးနောင်လာရနေမိမှာပါဒီအတွက်ငါသားကိုဖေဖေအိုကယူဆိုင်ပါမယ်ကွယ်လောကကြီးထဲမှာကောင်းတဲ့မိတွေလည်းရှိကြမှာပါဒါပေမဲ့ရမ်းရှာမယ်ထင်ပါတယ်ဟုတ်ကဲ့ပါရှင် စာရေးဆရာမတင်မိမိရောက်ရေးသားထားတယ်။မပန်းရင်မငုံနဲ့ဆိုတဲ့ဇလန်းလေးကတော့ဒီနေရာမှာလေးပဲပြီးဆုံးလို့သွားခဲ့ပါပြီ။ဇလန်းလေးကိုနားဆင်ခဲ့ကြသူတိုင်းစိတ်ရချမ်းသာခြင်းကိုယ်ရည်ချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေရှင်။အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။